ဒီ6လပိုင်းတစ်လလုံးမှာတင်းနှင်းတွေသာမီတွက်ကန်ကဘာတွေဖြစ်နေလဲဒီ6လပိုင်းတွက်တရော့ကနမိတ်ကြောင့်ကြည့်ပြမှာဖြစ်ပါတယ်ဒီနေ့မှာတော့တင်းနှင်းတွေသာမီတွက်ပါအချီအိမ်တော်ကြီးစီးပွားရေးငွေကြေးအလောက်ကိုင်ပညာရေးငွေကြေးကအဆုံးစုံလျောင်းလေးကျွန်တော်ကြည့်ပြမယ်ပြီးရင်ကျွန်တော်ရတရားလေးလည်းပြေးမယ်ဒီရတရားလောက်ထားမယ်ဆိုရင်ဒီ6လပိုင်းမှာတင်းနှင်းတွေသာမီတွက်ကန်ကောင်းခြင်းတွေကိုယ့်စီကိုရောက်လာမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့လိုက်ကြည့်ကြမယ်ခင်ဗျာ ီဒီယိုလေးမစတင်ခင်မှာကိုယ့်ရဲ့တင်ခဲ့ခြင်းတွေတွေ့ရအောင်ဝေမျှခြင်း share ပြင်ကုလို့ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာဒါမှပဲကျွန်တော်ထပ်တူကုလို့ရမှာဖြစ်ပါတယ်ကဲ share ပွားပြီးဝေမျှပွားပြီးဆိုရင်ကျွန်တော်တူလက်ကြည့်ကြအောင်ဒီချောင်းလာပိုင်းမှာတင်းငွေသားမိအတွက်ဂျာခိုင်တော့အားဖြင့်ကျွန်တော်ခွဲခြားရမယ်ဆိုရင်ကောင်းအားက90လောက်ရှိတယ်တတိထားရမှာက90လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေတတိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ် အဥ္စာပစ္စည်းနဲ့ပတ်သက်မယ်လက်လက်ပတ်နဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းတယ်လို့ဆိုရပါမယ်ကိုရစာရှိတဲ့ဟာတွေရတာမျိုးကိုပေးစာရှိတဲ့နော်ပေးစာလေးတွေပေးနိုင်သွားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဥမာအကျိုးတွေရှိတယ်ဆိုရင်ပေးနိုင်သွားမှာဖြစ်ပါတယ်အဥ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်မမျော်လင့်ထားမယ်ဝင်လာတတ်ပါတယ်ဒါကြောင့်အဥ္စာပစ္စည်းနဲ့ပတ်သက်ကံကအရန်ကောင်းတယ်လို့ဆိုရပါမယ်နောက်တစ်ခုထက်ကောင်းနေတာကမိတ်ဆွေကံနဲ့ပတ်သက်တာမိတ်ဆွေအရန်ကျိုးပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်မိတ်ဆွေတွေအကူအညီထောက်ပံ့ကြောင်းအဆင်ပြေသွားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ် ။ဟိုမှာကိုကအလောက်ကမ်းမရှိဘူး။အလောက်ကမ်းရှားပွေးနေတယ်။မိတ်ဆွေကူညီတွေလိုနေတယ်ဆိုရင်မိတ်ဆွေတေချာမောက်ကူညီမှာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုရင်အရန်ကံကောင်းပါလေ။ရက်ဝေးကမိတ်ဆွေတွေကပို့ပြီးတော့အချိုးပေးပါလိမ့်မယ်။တချက်တတိထားရမှာကမိသားစုရင်းနဲ့ပတ်သက်တာမိသားစုဆိုတာကိုယ့်ရဲ့ညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့နော်ပြီးတော့ကိုယ့်ရဲ့မိသားစုနဲ့လည်းဒါသက်ဆိုင်ပါတယ် မိသားစုရေးကအဆင်မပြေဖြစ်သက်ပါတယ်ကိုယ့်ရဲ့မိသားစုတွေမှာအဆင်မပြေတာမျိုးတယောက်တယောက်နားလည်မှုလွဲတာမျိုးပြီးတော့ကိုယ့်ရဲ့ညီကိုမောင်နှမတွေနဲ့အဆင်မပြေတာမျိုးပြီးတော့ကိုယ့်ကိုအမြဲတမ်းလိုလိုအပြစ်မြင်တာတွေအမြဲတမ်းလိုလိုကိုယ့်ကိုမကောင်းမြင်တာတွေကြုံတွေ့နေရတတ်ပါတယ်တနည်းဆိုရင်သားသမီးကဒီ6လပိုင်းမှာကိစ္စရမှာကကိုယ့်ရဲ့မိသားစုရေးတွေနော်ဖြည့်ဆင်းရတတ်ပါတယ်ပြန်လာပြီးဖြည့်လာနိုင်ပါတယ်ဒါကြောင့်ဘီဝဲအနောက်မှာကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားကိုဖြည့်အောင်လုပ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ အိမ်အောင်ရေးနဲ့ပတ်သက်မယ်ဆိုရင်ရေးပွဲအားဖြင့်တော့ခေါင်းငယ်တတိထားရမှာကကိုယ့်ရဲ့နော်မိဘတွေညီကိုတွေမောင်နှမတွေကိုယ့်ရဲ့မိသားစုရေးကြောင်ကိုယ့်ရဲ့အိမ်အောင်ရေးမှာလာပြီးတော့ထိခိုက်တတ်ပါဒီတစ်ချက်လေးတော့တော်တော်လေးယူဆရမှာဖြစ်ပါတယ်ကိုယ့်ရဲ့နော်တိုင်ဝမ်ဘတ်ချန်ကတော့လကောင်သူ့ရဲ့အတိုင်းဝမ်ဘတ်ချန်ကလောကောင်ပေါ့နော်ကိုယ့်ရဲ့အိမ်အောင်ရေးမှာလာပြီးတော့ထိခိုက်တတ်ပါအဆင်မပြေတယ်ဖြစ်တတ်ပါအော်ဗာကိုရဲ့အာညီကောင်မောင်နှမတွေသူ့ရဲ့ညီကောင်မောင်နှမတွေအတွက်ကြောင့်ဆိုရင်ပို့ပြီးတော့ဆိုတယ်ဒါကြောင့်အိမ်အောင်ရေးနဲ့ပတ်သက်မယ်ဆိုရင်မိတ်ဆွေတွေနော်ကံကကောင်းတယ်ဆိုပေမဲ့ ကိုယ့်ရဲ့မိသားစုရဲ့ကံကညံ့တဲ့ကြောင့်မို့တော့မိသားစုရဲ့ခရီးဆိုင်ပါခင်ဗျာကိုယ့်ရဲ့အိမ်တော်ကြီးမှာလာပြီးတော့ထိခိုက်တတ်ပါတယ်လူငယ်တွေအရန်သိကျင်တဲ့အခြေအနေပတ်သက်တာအခြေအနေပတ်သက်မယ်ဆိုကြောင့်နေနဲ့အကြံပြုရမယ်ဆိုရင်အရန်ညံ့နေတဲ့ကာလတစ်ခုဖြစ်ပါတယ်အခြေအားကံမကောင်းလို့ဆိုရပါမယ်အမျိုးသမီးအနေနဲ့တော်တော်လေးယူဆရမယ်ထင်ပါပါတယ်တကယ်တော့တာမီးအနေနဲ့အခြေအနေပတ်သက်မယ်ဆိုရင် ဝုံသားကြီးကိုရဲ့ချစ်သူကကိုကိုเนาะအရင်လိုမချစ်တော့တာမျိုးစိတ်တွေကပြောင်းလဲသွားတာမျိုးတစ်ဖက်ချမ်းမှာตายရသွားတာမျိုးတွေကြုံလို့ရတတ်ပါတယ်ကိုကိုလည်းဒါဥပိ္ပခါတွေပြုတော့တတ်ပါတယ်ဒါကြောင့်အချစ်ရင်နဲ့ပတ်သက်မယ်ဆိုရင်အောင်းထဲကိုသိပ်ပြီးတော့မထည့်ထားပါနဲ့ခင်ဗျာ ွာအချစ်ရေးကိုအရန်ကွာတံပိုးထားတဲ့သူအချစ်မရှိရင်မနေနိုင်တဲ့သူဆိုရင်တော်တော်လေးကြီးစားရမယ်ထင်မှာပါတယ်အချစ်ကြောင့်ကိုမှအလောက်ကန်ပြတ်တာတွေအလောက်ကန်ဆင်မပြေတာတွေအလောက်တွေထိခိုက်လာတာတွေကြုံလို့ရတတ်ပါတယ်ဒါကြောင့်အချစ်နဲ့ပတ်သက်မယ်ဆိုရင်ညံ့တယ်လို့ဆိုရပါမယ်ကောင်းချင်တယ်ဆိုရင်တော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲရေဒီယာတွေကိုဖြစ်အောင်လုပ်ပါခင်ဗျာနောက်တစ်ချက်ကြီးစားရမှာကဒီ6လပိုင်းမှာတင်းငွေတွေတားမိတဲ့လူမုံများနေတတ်ပါတယ် နော်ကိုကီလိုမရတဲ့သူတွေကိုအမြင်ကတ်တဲ့သူတွေကိုဘလောက်ပဲကောင်းအောင်လှုပ်ပေးလှုပ်ပေးအလုပ်ထဲမှာတော့လည်းကောင်းပတ်ဝန်းကျင်မှာတော့ကောင်းမိသားစုမှာတော့လည်းကောင်းပေါ့နော်ကိုဘလောက်ပဲကောင်းအောင်လှုပ်ပေးလှုပ်ပေးကိုအမြဲတမ်းလိုလိုအပြစ်မြင်တာတွေကိုအမြဲတမ်းလိုလိုနော်ကိုကိုအမြင်မကြည်တာတွေဒီလိုမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်ကျွန်အနေနဲ့ကြံတွေ့ရမယ်ဆိုရင်တော့ဘာကိုမှဒီမဆိုင်ပါနဲ့ကျုံမိတ်စီတွေနော်ကိုကိုကိုယုံကြည်ပါကိုစူးစမ်းရင်စူးစမ်းလောက်အဆင်ပြေမှာဖြစ်ပါတယ် ကိုကမှတ်နေတယ်ဆိုရင်ဘ누구ကိုမှဒါဂယူဆိုင်ဆရာမလိုပါဘူးကိုကိုကိုမှန်အောင်နေပါလို့ကျွန်တော်ကအကြံပြုချင်ပါနောက်တစ်ခုကကျမ်းမာရေးနဲ့ပတ်သက်တာဒီ6လပိုင်းမှာကောင်းနေတာလည်းကိုကကျမ်းမာရေးနဲ့ပတ်သက်တာကျမ်းမာရေးညံ့နေတူတွေကျမ်းမာရေးချူချားနေတဲ့တွေကျမ်းမာရေးတဲ့ကြောင့်ကိုမှအမြဲတမ်းစိတ်ဆင်းရဲကိုစင်းရဲဖြစ်နေရတဲ့တွေဝုံထိုင်ကျမ်းမာရေးတွေရုပ်တရက်ကောင်းလာတာမျိုးတွေဂျုံလို့ရတတ်ပါတယ်အနာနဲ့စိတ်နဲ့တည့်ဝါတာမျိုးဆရာကောင်းတမကောင်းတွေတွေ့တာမျိုးတွေဂျုံလို့ရတတ်ပါတယ်ဒါကြောင့်ကျမ်းမာရေးနဲ့ပတ်သက်မယ်ဆိုရင် အရန်ကောင်းတယ်လို့ဆိုရပါမယ်ခင်ဗျာပညာရေးနဲ့ပတ်သက်မယ်ဆိုရင်เนาะကောင်းပါတယ်တတိထားရမှာကပညာရေးပတ်သက်မယ်ဆိုရင်เนาะအပေါင်းအသင်းမှားမှုကြောင့်ပညာရေးမှာလာပြီးတော့ထိခိုက်တတ်ပါတယ်ဒါကြောင့်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်အပေါင်းအသင်းတွေအထူးကျူးဆိုင်ပါခင်ဗျာဥပမာဆောင်းဝဲပြေမဲ့ကိစ္စတွေရှိတယ်ဆိုရင်လေဒါဆရာသမားတွေအကူအညီထောက်ပံ့ကြောင်းเนาะအဆင်ပြေသွားနိုင်ပါတယ်ပညာရေးကအကျန်းကောင်းတယ်လို့ဆိုရပါမယ်အထူးယူဆရမှာကတင်းငွေတွေတားမိရနေနဲ့ကိုကလေ သားလေးတွေမွေးထားတယ်ဆိုရင်ဒီဆိုင်မှာကများသမီးအချို့တော့ကြောစရာမလို့အဆင်ပြေတယ်။သားမီးမွေးထားတယ်ဆိုရင်သားအချို့တွေကလုံးဝအချို့မပြေးပါဘူးခင်ဗျာ။ တမီးကျိုးကအကျိုးပေးပါတယ်ဒါကြောင့်သားရီအတွက်ကြောင့်ဒီတင်းရီတားတမီးတွေကစင်ညာတက်ပါတယ်နော်နောက်တစ်ခုသတိထားရမှာကအလုတ်ကန်နေပတ်သက်တာဒီတော့သေးမှာအလုတ်တစားတင်တာတွေအလုတ်တိုးချဲတာတွေအလုတ်ပြောင်းတာတွေလောဝလောဝမလုတ်တဲ့ကာလာတခုဖြစ်ပါတယ်အလုတ်ပြောင်းမယ်ဆွေမယ်ဆိုရင်မိတ်ဆွေကံကအကျိုးပေးတဲ့အတွက်ကြောင့်မို့မိတ်ဆွေရဲ့အကူအညီအထောက်ပံ့ကိုယူပါမိတ်ဆွေကအဆင်ပြေတယ်ဆိုမှသွားပါကိုယ့်အကူအလုတ်ထွက်ပြီးတော့ရှားပေတာမျိုးတွေလုံးဝမလုပ်တည်ပါဘူးအလုတ်ကံနဲ့ပတ်သက်မယ်ဆိုရင် တော်တော်လေးညံ့တဲ့ထဲမှာပါတယ်။အလုတ်တွေစတင်ခြင်းတဲ့သူတွေအလုတ်တွေတိုးချက်ခြင်းတဲ့သူတွေလုံးဝလုံးဝအကျိုးမပေးတဲ့ကာလတကူဖြစ်ပါတယ်။ဒါကြောင့်တင်းကြွယ်တားမိနေတဲ့အကျောင်းနေတဲ့အကြံတွေးရမယ်ဆိုရင်ကြာတာပဲတားမိအကူအညီကိုယူမယ်ဆိုရင်တေချာပေါ့အချင်းပြေမှာဖြစ်ပါတယ်။အလုတ်ကံတွေကောင်းမှာဖြစ်ပါတယ်။ကံနဲ့ပတ်သက်တဲ့လုပ်တွေကအရန်ကျိုးပေးတဲ့အတွက်ကြောင့်မို့ကံလေးတွေပါလေးတွေဒါဆန်းကြည့်ပါခင်ဗျာ။ကံဆန်းကျင်နေဆိုရင်တော့၃ပါးတဲ့နံပါတ်တွေ၄ပါးတဲ့နံပါတ်တွေအကျိုးပေးပါတယ်။ စီနီယာနံပါတ်တွေကကိုယ့်အကျိုးရမ်းပေးတဲ့အကြောင်းမို့ဒီကဏ္ဍနဲ့ရွေးချယ်တစ်ပါတယ်။နောက်တစ်ခုသတိထားရမှာကတီတော့တဲ့မှာခီဝေးသွားတာတွေခီးထွက်တာတွေလုံးဝလုံးဝမလွတ်သေးတဲ့ကာလာတစ်ခုဖြစ်ပါတယ်။ခီးထွက်မယ်ခီးဝေးသွားမယ်ဆိုရင်အကျိုးမပေးပါဘူးခင်ဗျာ။လန်ခီးမှာအဆင်ပြေမှာမဟုတ်ဘူး။အကျက်သေးတွေအခက်ခဲတွေနဲ့ဒါရှင်ဆန်ရမှာဖြစ်ပါတယ်။အဲ့တော့ကြောင့်နေနဲ့အကြံပြုရမယ်ဆိုရင်မိတ်ဆွေမဖြစ်မနေခီးတွေသွာလာရမယ်ဆိုရင်အခုကျွန်တော်ပေးမယ့်ကြေရီအောင်သိကြလက်လို့ပါခင်ဗျာတေချာပေါင်းမိတ်ဆွေအလုတ်ကန်လေးတွေခေါင်းလာတာမျို ပြီးတော့သွားလာတဲ့နေရာမှာလည်းเนาะအခက်အခဲမရှိပဲနဲ့အဆင်ပြေသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကြောင်ပြီးမရေတောင်ပြီးချိုင်လေးလောက်ပါအောင်လို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။နောက်တစ်ချက်ကျွန်တော်နောက်ဆုံးအနေနဲ့တတိပေးချင်တာတစ်ချက်ကဒီ6လပိုင်းမှာတင်းရွေသားမင်းနေနဲ့နော်စိတ်နဲ့လူနဲ့မကတ်တာတွေပြီးတော့ကိုယ့်ရဲ့စိတ်ကနော်တောင်ရောက်နေတယ်မြောင်ရောက်နေတယ်ဆိုရင်နော်နေဆက်ရအထက်လန်းစရာတွေမှာစစ်စစ်ကြည့်လိုက်ပါခင်ဗျာဒီ6လပိုင်းမှာကိုယ်မကောင်းတော့လောကီပညာတွေနဲ့ဒါနှောက်ဆက်တတ်ပါလေ ီတစ်ချက်လေးလေး view site မှာလူတိုင်းကိုကျွန်တော် solo တာမဟုတ်ဘူးเนาะတချို့ကဒီလိုအနှောက်အယှက်လေးတွေခံရတတ်ပါတယ်ဒါကြောင့်ကိုကခဏကကျွန်တော်ပြောတဲ့အချက်နဲ့ညှိနေတယ်ဆိုရင်เนาะဒါနှိစရာဆရာတွေမှာစစ်ဆေးကြည့်လို့ရပါတယ်ဟိုဟာကစိတ်နဲ့လူနဲ့မကပ်ဘူးဘာလို့လို့အစင်မပြေဘူးအခက်ခဲတဲ့အချက်တွေအပိတ်ပင်နဲ့တားဆီးတွေဖြစ်နေတယ်ပြီးတော့ကိုယ့်ရဲ့ကျန်းမာရေးတွေကလည်းဒါစီးယုံစီကန်းသွားလဲမပြောက်ဘူးချူချားနေတယ်ဆိုရင်တော့ကျွန်တော်ပြောခဲ့သလိုမျိုးပဲဒီဆက်ရဆရာတွေမှာစစ်ဆေးကြည့်လိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရည်ရည်ဟာလေးပေးမယ် ဒီရေဒီယာကိုဖိအောင်လုပ်ပေးပါဦးကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာရေဒီယာကရန်လုပ်ကူပါတယ်ဒီ6လပိုင်းမှာကံကောင်းခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆက်စပ်ရရနော်အဆင်ပြေခြင်းနဲ့ဆိုရင်တော့အခုကျွန်တော်ပေးမယ့်ရေဒီယာကိုတည်ကြရေးလိုက်လုပ်ပါခင်ဗျာလောက်ရမှာကရန်လုပ်ကူပါတယ်မိတ်ဆွေတို့ပတ်ဝန်းကျင်မှာဘတောက်အခက်လေးတွေရှိတယ်ဆိုရင်၁၉ခက်တတီကိုနော်ဖျားညောင်ရိုးမှာထိုးပြီးတော့စိုက်လူပေးပါခင်ဗျာ ပြီးွားရင်ဖျဲသီးဆုံးကိုကတ်လူပေးပါဖျဲသီးဆုံးကလည်းဖျဲသီးအစိတ်ပေါ့နော်အစင်မေလို့အသေးလေးပဲဖြစ်အကြီးပဲဖြစ်ပေါ့နော်အသေးလေးတွေပဲစိုက်လိုက်ပါ စက်ကိုစိတ်တီကိုဖျားမှာကတ်လို့ပေးပါကတ်လို့ရမယ့်အချိန်ကတနင်္ဂနွေနေ့9:45နဲ့9မိနစ်အချိန်မှာကတ်လို့ပေးပါဒီထက်မိတ်ဆွေကကံကောင်းခြင်းတယ်ဆိုရင်အင်္ဂါနေ့မနက်7:15မိနစ်မှာကတ်လို့ခြင်းအပြင်မိတ်ဆွေရဲ့အခက်အခဲတွေအကျက်တွေအားလုံးပြေပြောင်းသွားမှာဖြစ်ပါတယ်အင်္ဂါနေ့7:15မိနစ်အချိန်ကမိတ်ဆွေကိုအကျိုးရမ်းပေးနေတဲ့အချိန်ဖြစ်ပါတယ်ကိုကအဆင်မပြေဘူးဆိုရင်လည်းတနင်္ဂနွေနေ့9:45နဲ့9မိနစ်မှာ ဒီကြေရအောင်ပြုတ်လောက်လိုက်ပါခင်ဗျာမိတ်ဆွေတို့ဖြစ်ခြင်းတဲ့ဆန္ဒတွေကိုလေးလေးနက်နက်လေးဆူတောင်းပါအခက်ခဲအကျက်တွေအားလုံးပြေပြောက်သွားမှာဖြစ်ပါတယ်ကျောင်းမိတ်ဆွေတွေနှစ်အဆအနှစ်ဆုံးကောင်းတော်မိတ်ကောင်းတော်သိကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်သောမိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေတွေ့ရအောင်ဝေမျှခြင်း share ခြင်းမြေကုတူယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်မိတ်ဆွေနဲ့ကျွန်တော်နဲ့သက်တူကုတူရမှာဖြစ်ပါတယ်နောက်နေ့မှပြန်လဲဆွေးနွေးကြပါ